စကောင်းဆောင်ဟူကျုံဟူကြီးမေအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်အပြီးမကြခင်မှာပဲစစ်ကော်မရှင်ဝန်ကြီးချုပ်အပါအဝင်ဝန်ကြီး9ဦးရေတပ်ကာကွယ်ရေးဦးစီးချုပ်နဲ့ဗဟိုဘဏ်ဥက္ကဋ္ဌတို့ဟာတရုတ်နိုင်ငံကိုတီးခြားစီတွားခဲ့ကြပါတယ်။သူတို့အားလုံးဟာစက်တင်ဘာ14ရက်ကနေ20ရက်အတွင်းတရုတ်နိုင်ငံမှာလုပ်တဲ့အစည်းအဝေးတွေ၊ဖိုရမ်တွေနဲ့ချစ်ကြည်ရေးခရီးစဉ်တွေအတွက်တီးခြားစီတွားခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ခရီးစဉ်တွေမှာနှစ်နိုင်ငံလုံးလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဉာဏ်ရည်တုနည်းပညာနဲ့အာဆီယံတရုတ်အကြားကျန်းမာရေးသတင်းအချက်အလက်တွေဖလှယ်ဖို့ဆွေးနွေးကြကြပါတယ်။ဒါ့အပြင်အိန္ဒိယနဲ့ကျေးလက်ဖွံ့ဖြိုးရေးရဝန်လမ်းကြောင်းအစီအမံနဲ့တရုတ်မြန်မာစီးပွားရေးစဉ်ညာစီမံကိန်းတွေအကောင့်ထည့်ဖို့အခြေအနေတွေကိုအလေးပေးဆွေးနွေးကြကြပါတယ်။ ဆွေးနွေးမှုတွေကိုတရုတ်ခွဲကြည့်ရင်ဤပညာခန္ဓာအတွက်ဆွေးနွေးမှု၅ချိန်၊လုံခြုံရေးခန္ဓာမှာတမာယိုးကြနဲ့တမာယိုးကြမဟုတ်တဲ့လုံခြုံရေးစင်ခေါ်မှုတွေနိုင်ငံပေါင်းစုံဖြည့်ရှင်းဖို့အတွက်လေဆက်လုံခြုံရေးဆွေးနွေးမှုတွေတရုတ်မြန်မာစီးပွားရေးဈေးညံကတဆင်ဒေတာရင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးမှုတွေနှစ်နိုင်ငံဘဏ်တွေငွေကြေးဝန်ဆောင်မှုတိုးမြှင့်ဖို့ဆွေးနွေးမှုတွေ၄ချိန်ရှိခဲ့ပါတယ်ဒီထဲမှာတော့ဆွေးနွေးပွဲတွေကိုခြုံကြည့်လိုက်တဲ့အခါ စစ်ကော်မရှင်ရဲ့အုတ်ချုပ်ရေးအဖွဲ့အစည်းတွေအတွင်းမှာတရုတ်ဤပညာနဲ့တရုတ်ဉာဏ်ရည်လူဤပညာတွေကိုတွင်တွင်ကြဲကြဲအသုံးပြုဖို့အတွက်ဆိုင်းပြင်းနေတာကိုမြင်ရပါတယ်။ဒါဟာရုပ်ချီးဆိုသလိုအပြောင်းလဲဖြစ်စီမှာမဟုတ်ပေမဲ့တရုတ်ဤပညာအသုံးချမှုနဲ့ပုဂ္ဂိုလ်ရဲ့အချက်အလက်ထိန်းချုပ်မှုတွေမြန်မာနိုင်ငံမှာအမြင့်တွယ်လာဖို့ရှိနေပါတယ်။